နဲ့သာအတူတူရေရှည်သွားမယ်ဆိုရင် ထမောင်းဆုံးကိုမွေးလာမယ်ကလေးဒီသူမျက်နှာမငယ်ရတဲ့ကလေးဖြစ်လာလိမ့်မယ်သူဖေကြောင့်ရှဲမရတဲ့ကလေးဖြစ်လာလိမ့်မယ်ခါတဲ့အရာသားတွေကိုတိပြီးတော့မှခြုံရဲရတာအတိအချိန်မှာပို့ပြီးခြုံသလိုပဲပေါ့နော်အဲအေဂျင့်မှုကိုပို့ပြီးတော့တံမိုးထားတက်လာအောင်အဲလုံခြုံမှုကိုတကယ်လက်တွေ့ခံစားတက်အောင် တင်ပြပေးခဲ့ရဆိုတော့လေအစားတော့စားတော့ချစ်ဘူးချစ်ဘူးပြင်မမတွေ့မချင်းအဖြေမပေးဘူးအဲ့တော့ပြင်မတွေ့ဘူးပြီးတော့မှအဲအနည်းအကျောင်းအကုန်လေးလာပြီးတော့မှငါအဖြေပေးမှာအဲ့တော့ရောက်ချလာတယ်သူမစတပွဲယူအဲပွက်တက်ရမယ့်ဟာကိုဒီတိုင်းလက်မှတ်ပဲယူပြီးပြန်လာတယ်ဖေတို့မေတို့ရဲ့အင်တာဗျူးတွေအကုန်လုံးသူကအောင်တယ်တော်ယုံတန်ယုံမီပြအဖေဖေတို့မေမေတို့ရဲ့စကားမေးတဲ့စကားတွေကိုဖြေနိုင်တဲ့သူကနည်းနည်းရှာဖေတို့မေတို့က တက်ကြီးလာတော့သူတို့ကမြည်ချင်တာရီးစားမထားခိုင်းမဲနဲ့အိမ်အောင်ပြရမယ့်အရွယ်လေးရောချက်ချင်းမြည်ချင်ရောချစ်တယ်မချစ်ဘူးလဲကိုကိုကမသိဘူးအဲပထမအုံဆုံးကဘဝမှာအလုံးမိပါထားဘဲတောက်လျှောက်တလျှောက်လုံးကဦးစားပေးခဲ့သူဆိုတော့လေအဲအိမ်အောင်တခု ပြူပိုမိသားစုတစ်ခုတည်ထောင်ဖို့ဆိုတာဖဖေတို့ကတော့အဲ့လိုအများန်းပြောရပေါ့ဆရှင်နေ့မပြည့်ခင်ကတော့ယူဆမထားနဲ့20ကျော်လေတမိယူဆမထားနဲ့မထား20ကျော်အအလုပ်တင်နဲ့ဦးစားပေးမိသားစုဦးစားပေးမိသားစုအရန်ဦးစားပေးရတယ်မှာပါလို့တခုခုရှင်မရွေးရမှာဆိုလေမိသားစုရွေးရမှာပါဆိုတော့ဘယ်ရမဆိုအလုံးနဲ့မိသားစုပဲဦးစားပေးခဲ့တဲ့သူဒါပေမဲ့အချိန်တစ်ခုမှာအချိန်တွေတစ်ခုမှာစိတ်ဓာတ်တွေပြိုလဲသွားတဲ့ခိုက်တန်နေရှိရဲ့ အာပြန်တွေးချင်ရလောက်ဆိတ်ဆင်းရေးခဲ့ရတဲ့အချိန်တွေရှိရဲ့အဲ့လိုမျိုးရန်စိတ်နာတာပဲဆိုတော့အခိုက်တက်နေလည်းအများကြီးရှိရပါတော့ပြီးတော့အိမ်တော်ရေးကန်ဆိုတာလည်းစဉ်းစားလိုက်တဲ့အချိန်မှာကိုယ့်ရဲ့ရွေးချယ်မှုနဲ့အများကြီးဆိုင်နေဟောက်ပြန်တက်တဲ့သူတယောက်ကိုတစ်ချိန်ချိန်မှာအော်သူပြင်လာမှာပဲဆိုရဲစိတ်နဲ့ညှော်လင့်ချက်နဲ့ကိုကအိမ်တော်တစ်ခုပြုမိသွားပြီဆိုရင်အဲ့အိမ်တော်ကငရေပဲဖြစ်မှာပေါ့နော်အဲ့တော့အဲ့လိုငရေထဲမှာမရှင်သန်ခြင်းဘူးကိုတစ်သက်လုံး ဒီကိုယ့်ရဲ့အမျိုးသားဖြစ်လာမဲ့သူသည်ကိုယ့်ရဲ့ဘဝလက်တွဲဘဝဖြစ်လာမဲ့သူသည်ကိုသူ့လက်ကိုတွဲပြီးတော့အခက်ခဲဖြစ်ဖြစ် ကောင်းတာဆိုးတာအကုန်လုံးကိုအတူတူမျှဝေခံစားရမဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့အုံနောက်တင်းနဲ့အများကြီးစဉ်းစားတာပေါ့နော်အဲ့တော့တကယ်လို့လုံခြုံစိတ်ချတဲ့သူလားနောက်ဆောင်ရှင်ရဲ့လားလူဆိုတာအတိတ်ရဲ့လုပ်ရတရားလဲအနာဂတ်မှာပြန်ပြီးတော့ effect ဖြစ်တယ်လေဆိုတော့သူအတိတ်မှာချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တရားဘလို့ရှိခဲ့ရလဲဘာပြန်တက်တဲ့သူလား အဲမဖောက်ပြန်တတ်တဲ့သူလားဒါတွေကကိုယ်တိုင်ကြုံတွေ့ပြီးတော့ကိုယ်တိုင်ချိန်တော်တော်ကြာကြာလေးလာပြီးတော့တစ်နှစ်လောက်တငယ်ချင်းတငယ်ချင်းနေလေးလာပါတော့နော်လေးလာပြီးရဲ့ချိန်နောက်ကြာမှအဲသူရဲ့မိသားစုအတိုင်းဝန်ကိုကိုကျိုးစရာဖြစ်ရလာနောက်ပြီးတော့သူကိုယ်တိုင်ကရောကိုယ့်ပေါ်မှာဟိုဘလောက်ထိနုနာခံနိုင်လဲဟိုရေရှည်သွားလို့စိတ်ချရတဲ့သူလားတော်ကြာကိုကစေးရုံစေးကန်တက်နေရတဲ့အကြောင်းအကြောင်းကြောင့်ဈမိုင်းအကြောင်းစေးကန်သွားနေရတဲ့ ဖုန်းနဲ့အဲသဲလေးရေဘာဖြစ်တယ်ညာဖြစ်တယ်ကိုရမှာချမိမနဲ့ပေါက်ပြန်နေပဲဆိုရင်လည်းမခံစားနိုင်ဘူးလေတိလာသွေးတက်ပြီးသိပါပါဆိုတော့အဲ့လိုလူမျိုးမဖြစ်တဲ့စိတ်ချရမယ်လို့ယုံကြည်ရတဲ့သူဖြစ်တယ်လို့ယုံကြည်လို့ပေါ့နော်ဒါပေမဲ့စကားတော့အကုန်ပြောလို့မရဘူးယောက်ျားတွေဆိုတာဆိုတော့အဲလူဆိုတာကတော့ကန်ဆိုတာကလည်းမမြင်ရတဲ့အရာရှိရအောင် ကန်ဆိုအလုပ်ဆိုပေမဲ့လည်းတခါတကြမ်းမမြင်ရတဲ့ကန်လေးလည်းရှာဆိုစကားတော့အကုန်မပြောရဲဘူးသို့တော့စိတ်ချရတဲ့ရင်ခွင်လုံးထင်တယ်နောက်ပြီးတော့လုံခြုံမှုကိုစိတ်အေးချမ်းမှုကိုပြေဝရတယ်ခါတဲ့အရာတာတွေကိုတိပြီးတော့မှခြုံရဲရတာအတည့်အချိန်မှာပို့ပြီးခြုံသလိုပဲပေါ့နော်အဲအေးချမ်းမှုကိုပို့ပြီးတော့တံမိုးထားတက်လာအောင်အဲလုံခြုံမှုကိုတကယ်လက်တွေ့ခံစားတက်အောင်တင်ပြပေးခဲ့ရဆိုလေအစားတော့စားတော့ချစ်ဘူးချစ်ဘူးပါ ပထမဦးဆုံးရွေးချယ်ပြီးခေါင်းနဲ့ရောက်လာတဲ့ချက်ကတော့ငါသူနဲ့သာအတူတူရေရှည်သွားမယ်ဆိုရင်ပထမဆုံးကိုမွေးလာမယ်ကလေးဒီသူမျက်နှာမငယ်ရတဲ့ကလေးဖြစ်လာလိမ့်မယ်သူဖေကြောင့်ရှဲမရတဲ့ကလေးဖြစ်လာလိမ့်မယ်ဆိုတော့ဒီအတွက်ဒီအများကြီးတွေ့ရအဲ့သူကလည်းတကယ်မိကောင်ဖခင်သားသမီးဗီဇာလေးကောင်းတယ်အအချင်းစရိုက်လေးကောင်းတယ်အကိုနဲ့ပြောဆိုဆက်ဆံတဲ့ခါမှလည်းအမြဲတမ်းဟို တည်တည်ငြိမ်ငြိမ်လေးနဲ့ဖြည့်ရှင်တတ်တယ်ဆိုတော့အဲအဲ့ challenge အကြောင်းပေါ့ပြီးတော့လုံကြုံတဲ့ agent နဲ့ရောမပူလောင်ရအောင်သူကြောင့်ဘယ်ကမလေးနဲ့သွတ်တွေ့နေရမလဲမသိဘူးစိတ်မပူရတဲ့ဟာလေးပေါ့ဟုတ်အဲ့တကယ်ဒီနာမည်အပြင်မှာတော့မတွေ့ရဘူးနော်ဒါပေမဲ့အမြဲတော့အဲကိုယ့်ရဲ့အခက်ခဲရှိရပဲဖြစ်ဖြစ်ကိုအပြင်မှာအရန်တိခန့်တက်တဲ့သူမျိုးပေါ့နော်လူတွေပြောက်ပြောက်မျိုးသိပ်ပြီးတိခန့်တဲ့အခက်ခဲကြုံတာအဲ့မျိုးသိပ်ထားသမျှသူ့ကို ခွင့်ပြောတယ်သူ့ဘောမှာပောက်ကွဲတယ်ဒါပေမဲ့အဲ့ဒီຢာတွေအကုန်လုံးလက်ခံပေးပြီးတော့ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းချစ်ပေးရပေါ့နော်ခွာထွားမှနေနေခွာထွားမှနေတိုင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့ချိန်မှာလဲ LDRS လို့တော့ပြောလို့မရဘူးဆိုတော့ချစ်သူမဖြစ်ဘူးညီမအပြင်မှာမတွေ့ရဲနဲ့ဟို လက်ခံတာပေါ့နော်ငါ့ကိုအပြစ်မှားတာမတွေ့ဘူးပဲငါ့ကိုချစ်တဲ့ဆိုငါဘလူးလူချုံရမှာလေပေါ့အဲ့လိုမျိုးလူမျိုးဖြစ်တဲ့အတွက်အပြစ်မှားမတွေ့မချင်းအဖြေမပေးဘူးအဲ့တော့အပြစ်မှားတွေ့ဘူးပြီးတော့မှအဲအနှစ်ကြောင့်အကုန်လေးလာပြီးတော့မှငါအဖြေပေးမှာအဲ့တော့ရောက်ချလာတယ်သူမစတပ်ဘွဲ့ယူအဲပွတ်တက်ရမယ့်ဟာကိုဒီတိုင်းလက်မှတ်ပဲယူပြန်လာတယ်ပြန်လာပြီးတော့ပြန်မယ့်ရက်ကိုလည်း မပြန်တော့မပြန်ပဲနဲ့ကိုအဲ့အချိန်မှာလဲစောင့်ကြည့်နေသေးရဲ့အိမ်နဲ့ရောမိဘရင်နဲ့ရောအကုန်လုံးဟိုလေးလာတယ်မမေတို့နဲ့လည်းစကားပြောဆိုရဲဖေတို့မေတို့ရဲ့အင်တာဗျူးတွေအကုန်လုံးသူကအောင်းနေတော်ရုံတန်ရုံမိဘအဖေဖေတို့မမေတို့ရဲ့စကားမေးတဲ့စကားတွေကိုဖြေနိုင်တဲ့သူကနည်းနည်းရှာအဲ့တော့တောင်းလဲအနားမှာမရှိပါဘူးယူစားလည်းအများကြီးမထားဘူးပါဒါကိုယ့်ရဲ့တမိုင်းကိုယ့်ရဲ့နောက်ကျောင်းကလည်းကိုသိရဲ့ဘာအဆွန်ထင်းမှမရှိခင်အောင်ကိုနေခဲ့တယ် မှန်ကန်သောစကားဒါကိုမိဘအတွက်လည်းကိုကောင်းမွန်တဲ့သမီးဖြစ်အောင်နေခဲ့ဆိုတော့အလုပ်တက်ရောတာဝန်ချေခဲ့ဆိုတော့ဘွားမှာလိုရမယ့်အရာလေးပြီးမြောက်သွားပြီပေါ့နော်အဲ့လိုခံစားရတယ်ပေါ့အဲအများကြီးမဟုတ်သည့်တာကိုကောင်းဆုံးကိုကြိုးစားခဲ့ဒါပေမဲ့ဒီချိန်မှာဖေရိုမီရာတက်ကြီးလာတော့သူရမြီးချီကျင်တာရီးစားမထခိုင်းမဲနဲ့အိမ်တော်ပြရမယ့်အရွယ်လေးရောချက်ချင်းမြီးချီကျင်ရောအဲ့တော့ကိုရီးစားမရှိနေဘူးဒါပေမဲ့ကိုပေါ့အနွမ်းနာခံတဲ့သူဒီလိုမျိုးရောက်လာတဲ့ခါကျတော့ ဖေတို့မေတို့ရဲ့အဲအင်တာဗျူးတွေအကုန်လုံးလဲအောင်နဲ့ကို့အင်တာဗျူးတွေလဲအောင်နဲ့ညီမအရန်ဆန်းလာငါရရဲ့ဘလောက်ဆိုးတဲ့ထောင်သူဘလောက်ထိခံနိုင်လဲဘလောက်ထိသူကြိုးစားလဲဘလောက်ထိငါ့ပေါ်မှာအဲဘယ်လိုပြောမလဲစိတ်အကုန်နှစ်ထားလဲဒါရီကခံစားကြည့်မှအဲချင်ယူပြီးလေးလာကြည့်မှတရားတယ်ဒါပေမဲ့အချို့ကြာလဲကြာကြီးလေးလာပဲမယ်လဲဒီနေ့ရှိချစ်တယ်ပြောပြီးနောက်နေ့နောက်မိမယူသွားရှိတာပဲကြုံမှုတာပဲဆိုတဲ့ခါကြတော့ အဲ तू ကတော့အဲ့လိုမျိုးမဟုတ်တော့အဲလက်ခံလိုက်တာပေါ့ဟုတ်